က်ကောင်းရင်အာသာပေးလင်းငါကျော်စွာဆရာကြီးရွှေပြည်ရေးကထူးခြားပါတယ်။တခြားဆရာကြီးတွေလိုပဲသူလည်းနာမည်ကျော်သချင်းတွေအများပြားရေးဖွဲ့ခဲ့သူပါ။ဒါပေမဲ့သူထူးခြားတာတစ်ခုကနာမည်ကျော်အစိုးရကြီးတွေရဲ့နာမည်အကြီးဆုံးသချင်းတွေကိုရေးဖွဲ့နိုင်သူဖြစ်နေတဲ့အချက်ပါ။အစိုးရမှာနာမည်ကျော်လာတဲ့အစိုးရကြီးဒေါ်မေရှင်ရဲ့အကောင်းဆုံးလို့ပြောလို့ရှိကြတဲ့ဂျေးစီတမန်ဟာဆရာကြီးရွှေပြည်ရေးရဲ့လက်ရပါ။ ဂိယူနာတန်နဲ့တီဆိုသူလို့နာမည်ကျော်ကြားလာတဲ့အဆိုတော်ရုပ်ရှင်မင်းသမီးကြီးဒေါ်ကြီးကြီးထေးရဲ့အကောင်းဆုံးလက်ရာလို့ပြောလို့ရှိတဲ့ချစ်စိတ်ကြီးကလည်းဆရာကြီးရွှေပြည်အေးရဲ့လက်ရာပါပဲနာမည်ကျော်အဆိုတော်ကိုမြာကြီးရဲ့အကောင်းဆုံးလို့ပြောကြတဲ့မိုးတချင်းကလည်းဆရာကြီးရွှေပြည်အေးရဲ့တချင်းပါပဲဒေါ်မြင့်မြင့်ခင်ရဲ့အကောင်းဆုံးလို့ဆိုကြတဲ့နဗန်းဆန်ကလည်းဆရာကြီးရွှေပြည်အေးရဲ့တချင်းပါဒေါ်တင်တင်မူရဲ့အကောင်းဆုံးလို့ဆိုတဲ့ရွှေလေတိုင်းကလည်းဆရာကြီးရွှေပြည်အေးရဲ့တချင်ပါပဲ။ အကောင်းဆုံးဆိုတော်ကြီးတွေရဲ့အကောင်းဆုံးလက်ရာကိုဖွဲ့နိုင်ခဲ့တာဟာဆရာကြီးရွှေပြည်အေးရဲ့ထူးခြားချက်လို့ပြောရမယ်ထင်ပါတယ်။ဆရာကြီးရွှေပြည်အေးရဲ့တခြင်းတွေဘာလို့ကောင်းတယ်လဲဘာလို့ကြော်တယ်လဲမေးရင်တော့ထူးခြားတာကအတန်သိတာရတာကအဓိကအချက်ဖြစ်လိမ့်မယ်ထင်ပါတယ်။စာသားတွေကလည်းနုဘေနွဲ့ဘေဆိုတဲ့စာသားတွေကြီးပဲဖြစ်နေပါဗျ။အဲ့ကောင်းရင်အားကောင်းပေးမေလာညံ့ညံ့ရွှေချမတတ်ပြင်းညံ့ရောက်ချင်းမိုင်းပေါ်ရိတ်ချင်း င်းလုံးတင်းလေးတွေပြည့်ရွှင်လျားငါတွင်တွင်ဒါကဆရာကြီးချွေပြည့်ရဲ့နာမည်ကျော်ရွှေလေတိုင်းမှာထက်ကောင်းခင်အာကာဝေဟင်းနဲ့ကောင်းခင်ကမိုးပါအာကာကအာကာသဟင်းလေးမြင်ကိုပြောတာပါဒီနေရာအတွက်ကတော့ကောင်းခင်ကိုပဲဆိုချင်တာဖြစ်ပါတယ်ဝေဟင်းတို့ဝေဟာသတို့ဆိုတဲ့ပါဠိစကားလုံးတွေကလည်းကောင်းငင်ကိုပြောတာပါပဲအဲ့ဒီကောင်းငင်မှာဘလို့ဖြစ်နေတယ်လဲဆိုတော့မိုးကောင်းငင်ဟာတိမ်တွေများပြားလေးလံလွန့်ပြီး ညွတ်ကြနေတယ်လို့ဖြစ်နေတယ်လို့ဆိုပါတယ်။တိတ်တွေများပြားထူထပ်လွန်းတော့မိုးပေါ်ကနေမိုးရေတွေဟာရိုကျလူမတက်တောင်မှထင်ရတယ်လို့ဆိုပါတယ်။ညှို့ဟန်ရောင်ချိတ်မိုင်းမုံရိတ်ထင်လို့ဖွဲ့ထားပါတယ်။အယောင်ညှို့နေတာကချိတ်ရောင်တောင် ဖြစ်နေပြီလို့ဆိုပါတယ်။တိမ်တောင်တိမ်လိုက်တယ်တိရရဲ့ရွေလျားကတွင်တွင်ဆိုတဲ့အဖွဲမှာတွင်တွင်ဆိုတဲ့စကလုံးနဲ့အဆုံးသက်ထားတာဟာတိမ်တွေဇက်တိုက်အဆက်မပြတ်ရွေလျားနေတာကိုပေါ်လွင်စေပါတယ်။

ဒီရှင်ထဲမှာလှပတဲ့အဖွဲလေးတွေတော်တော်များများပါပါတယ်။မြားစိမ့်ကြီးကွတ်နဲ့ရွံ့ညွံ့ညာတွေလွတ်ငါဝေလွန်လင်းဆိုတဲ့အဖွဲကလေးကအနှစ်သက်စရာအဖွဲဖြစ်ပါတယ်။ရွံ့ညွံ့ညာလို့ဆိုပါတယ်။တရွတ်အညွံ့ရဲ့အညာလေးတွေမှာမြားစိမ့်ကြီးကွတ်ထားတယ်လို့ဆိုပါတယ်။ရွံ့ညွံ့လေးတွေရဲ့သဘောတဘာဝကိုပို့ပြီးတော့ပေါ်လွင်သွားစေတာကလွတ်ငါဝေလွန်လင်းဆိုတဲ့စာသားဖြစ်ပါတယ်။လွတ်ဆိုတဲ့စကားလုံးကြောင့်ရွံ့ညွံ့ကလေးတွေဟာလူးလွတ်နေတယ်၊ယုံထနေတယ် ြန်တက်နေတယ်ဆိုတဲ့သဘောကိုခံစားရပါတယ်။ဝေလွင်လွင်ဆိုတဲ့အသုံးကြောင့်အယောင်တောက်နေတာပြန့်နေတာကိုခံစားရပါတယ်။လွင်နေဆိုတာကလွင့်တာကိုပြောတာပါ။လွင်နဲ့လွင့်ကသဘောချင်းအတူတူဖြစ်ပါတယ်။လွင်နေလွင့်နေဆိုတာက အပြင်ကိုထွက်နေတာအယောင်နေပြန့်နေတာတောက်နေတာကိုဆိုလိုတာဖြစ်ပါတယ်။ဒီနေရာအထိမှာတချင်းကဖွဲ့ဆိုထားတာကမိုးရသည်ပဲရှိပါသေးတယ်။နောက်တစ်ပိုက်ကြတော့မှစောင်းရသည်စပါတယ်။ညောင်လေးညောင် အသက်စုတွင်ကွဲလူချင်းချင်းလို့ဆိုသွားပါတယ်အသက်ကွဲသွားပြီလို့ပြောလိုက်တာထက်အသက်ကကွဲလူချင်းချင်းဖြစ်နေပြီလို့သုံးတာကပိုပြီးတော့လှပါတယ်အစိုးရကြီးဒေါက်တာနေမြဆိုတဲ့အထက်မှာတော့စာသားလေးနည်းနည်းကွဲနေတာကိုတွေ့ရပါတယ်အသက်စုတွင်ကွဲလူရင်ရင်လို့ဒေါက်တာနေမြကဆိုထားပါတယ်။ဘယ်ဟာကအမှန်လဲဆိုတာ မသိပါဘူးကွဲလူရင်ရင်ကလည်းလှတာပါပဲအဲကျွန်တော်အကြိုက်ဆုံးအလှပါဆုံးလို့ထင်တဲ့အပိုက်ကလေးကိုတော့အခုဖွင့်ပြပါမယ်နားထောင်ကြည့်ရအောင်ပါပြေမရှင်ပြေမရှင်လွန်စရာပင်မှငါမြင်ချစ်ကြောင်းတော်ကနေချောင်းလို့သာ ခြေကျွမ်းဝင်သူတပါးတနေချားလို့သာဖော်ဝေးသူမှုကေတီတွင်မခုတ်ရီယိုနဲ့ကဘုတ်ကီယိုမသိမ့်တတ်နိုင်င်ဆိုတဲ့အပိုက်ကလေးကတိတ်လာပါတယ်ကေတီတို့ကေတာတို့ဆိုတာကပါဠိသက်စကားလုံးတွေဖြစ်ပါတယ်သဘင်ကိုပြောတာပါချစ်သူနဲ့ဝေးနေလို့သဘင်တွေဖျို့ဖျဲဖြစ်နေတာကိုပဲဆရာရွှေပြည်အေးဖွဲ့တာကကေတီတွေသဘင်တွေက မခုတ်ရီယိုကဘုတ်ကီယိုနဲ့မသိမ့်တတ်နိုင်ဖြစ်နေတယ်လို့ဆိုထားပါတယ်နောက်ဆုံးမှာတုံးသွားတဲ့အင်ကလည်းတလုံးနဲ့ကြစ်ကြစ်လစ်လစ်နဲ့အထိပယ်ပြေသွားပါတယ် မသိမ့်တတ်နိုင်အင်းဆိုတာက သူ့ဖြစ်အင်းကအဲ့ဒါလို့မသိမ့်တတ်နိုင်လောက်တဲ့ဖြစ်အင်းဖြစ်နေပြီလို့ဆိုထားတာဖြစ်ပါတယ်။အဲ့ဒီအင်းကဖြစ်အင်းကိုဆိုလိုပါတယ်။မောင်တွေဖြင့်လို့လာတဲ့မှာရဲ့ပြုတ်တဲ့ မှာခိုင်ခိုင် မနနိုင်ဘူး။အဝေးကလေရေးရတဲ့ရေရေ။ Oh sweet ya bo ကြောက်ဆုံးယူခြင်း။ကောင်းလေးတမော့မော့လေတိုင်းကြော့မှာခိုင်ခိုင်မနှော့နိုင်တဲ့ရှင်နဲ့ချစ်သူမလားလို့မျောနေရတော့ကောင်းလေးကတမော့မော့ဖြစ်နေပါတယ်ကြော့ရှင်းနဲ့လေတိုင်းကလည်းမခိုင်ဖြစ်နေတယ်လို့ဆိုရတယ်ခေါင်းမော်ပြီးတော့မျောလိုက်ခေါင်းငိုက်ဆိုင်ကြားလိုက်ဖြစ်နေတဲ့သဘောမျိုးပါ လဲတိုင်းကြော့မှာခိုင်ခိုင်မနှော့နိုင်တဲ့ရှင်လို့ဆိုထားရမှာဒီနှော့ကလည်းလှပါတယ်နှော့ကတကယ်တော့နှောက်နဲ့အတူတူပါပဲစတာကြည်စရာကိုပြောတာပါလဲတိုင်းကလေးကမကစားနိုင်တော့ဘူးလို့ပြောချင်တာဖြစ်ပါတယ်ဒီတော့ဒီအဖွဲတွေဒီစာသားတွေဒီတန်စင်တွေကိုကြည့်လိုက်လို့ရှိရင်ဆရာရွှေပြည်အေးဘာလို့ကြော်တယ်လဲဆိုတာဒီလောက်ဆိုလို့ရှိရင်တိတ်ထင်ရှားနေပြီလို့ဆိုရမယ်ထင်ပါတယ်ခင်ဗျာ